မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေယောဂီသူတော်စင် အပေါင်းများမိတ်ဆွေများဆွေမျိုးများဦးစင်ရဲ့ဆွေတော်မျိုးတော်များဦးစင်ကတော့ဟိတေတီဆရာတော်ပါဒါတရားမတည့်အချိန်တွေမှာကိုကကမ္မထမ်းပေးတွေပေါ့တရားတတိတွေပြောပြတယ်အဲ့လိုမျိုး တရားတတိတွေပြောပြနိုင်အောင်လဲအောက်ကမက်နေတဲ့ယောဂီတွေဆိုတာရိတ်တာတွေတော်တော်လေးစုံနေပါပြီအကုန်လုံးဆရာကြီးတွေကိုမှကိုကတရားပြောပြနေရတော့စကားလေးတခွန်မာတာနဲ့အောက်ကယောဂီတွေက ပို့ပြီးတော့သိပါတယ်ပုံကြီးထက်လဲသိပါတယ်ပုံကြီးထက်လဲ ရိတ်သာပေါင်းများစွာဝင်ပူကြပါတယ်။ငနဲ့အခုလေဖုံဖုံကအဲ့ဒါတွေသီးလို့အခုရိတ်သာထေးရောက်နေပါတယ်။ရိတ်သာထေးကနေပြောနေတာပါ။ရိတ်သာထေးမှာပဲဖြစ်ဖြစ်စေယုံဣကတိန်ပေါ်မှာပဲဖြစ်ဖြစ်ဒါကိုတို့ကဟာဝရယောဂီဟောင်းလို့မှတ်ထားရင်ယောဂီကျင်းဝလျှောက်ပါရှိပါတယ်။အဲယောဂီတိုင်းသိတာပေါ့နော်။မသိတဲ့လူတွေအတွက် အမှုမများတဲ့စကားသိမ့်စီတဲ့ဆောင်းစည်းအိမ်တရေတဲ့အိနေနိုချာ အစာမကြီးတယောက်တည်းနေဤချင်းတွေ မြေစေယောဂီမာတဲ့ညာတရားမဲ့ဖို့နိဗ္ဗာန်ကိုရောက်နိုင်ဖို့အချင်းစရိတ်ထေမှာပါရပါလေဆိုအစာမကြီးရဘူးနော်အမှုမများရဘူး အကြောင်းကိစ္စတွေတော်တော်လေးအများကြီးရှိနေပြီဆိုရင်အဲ့ဒါစိတ်ကိုထိန်းချောင်းနိုင်ဖို့မလွေလာဘူးเนาะဒါပေမဲ့အဲ့ဒီကိစ္စတွေကို လုံးရင်းနဲ့သတိထားပြီးတော့လှုပ်လာတဲ့အခါအမုံများမများအောင်ချုပ်လိုက်လို့ရပါတယ်เนาะအဲ့လိုသတိနဲ့သီးပေးပြီးတော့လှုပ်လာရင်အဲ့ဒီအလုတ်တွေကအနေပါတော့မှာဖြစ်ပါတယ်အမုံမများ ဆောင်းစကားသိသိစကားသိသိဆိုတာကတရားနဲ့ပတ်သက်ပြီးတော့အကြောင်းအရာကိုမှပြောရမယ်။တရားတိုးတဲရာတိုးတဲအကြောင်းကိုမှပြောရမယ်။ဟိုလောကအကြောင်းတွေကို ပြောနေလို့ကတော့ဒီနေ့မဆုံးဘူး။အဲဒါစကားသိသိဆောင်းစည်းအိမ်တည်းယောဂီတယောက်လမ်းလျှောက်တဲ့အခါအရင်စလို့ရှောင်းနေလို့မရဘူး။ပြာရာခက်နေလို့မရဘူး။ တမဲချင်းတမဲချင်းလေးတောင်လောက်ကိုကြီးပြီးတော့လက်ကိုလေးလွှေးပြီးတော့မသွားဘူးလက်နှစ်ဖက်ကိုရှေးမှာတော့၎င်းကတ်ထားမယ်နောက်မှာတော့၎င်းရှက်ထားမယ်လက်ပိုင်းရွေးတော့၎င်းဖြေရမယ်လေးတောင်လောက်ကြီးပြီးတော့မှညာလန်းနေသည့်ဘေးလန်းနေသည့်ညာလန်းနေသည့်အဲ့လို သီးပြီးတော့သွားနေမှ မျက်လုံးမိတ်ပြီးတော့ထိုင်မဲ့တဲ့အခါတတိအပူကောင်းမှတတိပူဆက်ဆက်မိမှဖြစ်ပါတယ် နော်အဲ့ဒါအဲ့ဆောင်းစည်းအိန္ဒြေဆိုတာအဲ့နေနိုကြာယောဂီဆိုတာအဲ့တေလူပဲပြောရတာပါအမှန်တကယ်ဆိုရင်မအိပ်ပါဘူးနိုနိုကြာကြာနဲ့ဘာလုံးနေလဲနိုနိုကြာကြာနဲ့ဟိုတွေးဒီတွေးတွေးနေလားအဲစိတ်ကိုစောင်းစည်းနေရတယ်စိတ်ကိုဘလို့စောင်းစည်းလဲကိုကအကြမ်းန်ကလေးနဲ့စိတ်ကို Facebook ပေါ်မှာထားကြည့်တယ်ကြားတဲ့အမှန်ကလေးကိုအသီးပေးတယ်တွေ့လား ရဲသွားပြီတွေးလားအသင်ရဲသွားပြီတွေးလားကိုကိုကိုတရားဟောပေးနေရတယ်တွေးလားအသင်ရဲသွားပြီပြတ်သွားပြီနောက်တစ်သင်ပေါ်တယ်အဲ့ဒီအသင်မှာခံစားနေတဲ့စိတ်ကလေးနဲ့နောက်တစ်သင်ပေါ်လာတဲ့အသင်မှာခံစားနေတဲ့စိတ်ကလေးနဲ့တူလားမတူဘူးအဲ့ဒါကိုအနေစာလို့ကိုကတီးပေးနေတယ်တီးပေးနေရင်လည်းပေးစုပ်ပံမှာနော်ပြီးတော့အိန္ဒြေဆိုတာကအိန္ဒြေလျှောက်ပါပေါ့မျက်စိနားနှာခေါင်းလျှာကိုယ်စိတ် တချို့ဒီဟိတ္တတွေမှာဆိုပြောပါတယ်မြင်ရင်လည်းမမြင်အောင်ဆောင်ရတယ်လို့ကြားရင်လည်းမကြားအောင်ဆောင်ရတယ်လို့တကယ်တည်းဆိုရင် မကြားအောင် ဆောင်တာ မဟုတ်ပါဘူးเนาะကြားပါတယ်ဒါပေမဲ့အဲ့ဒါကိုဖျက်ရှားနေတာပါမှဲနေတာနဲ့ဖျက်ရှားနေတာပါမြင်ပါတယ်မမြင်တာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒါကိုမြင်လိုက်တာကို လူလို့မသတ်မှတ်ပါဘူးဘာလို့သတ်မှတ်လဲအစင်းမေးသတ်မှတ်တာပေါ့ ဲ့ဒီအစင်းကလေးမြင်လိုက်တဲ့ဟိုအစင်းကလေးနဲ့မတူတော့ဘူးအစင်းပဲတည်ပြီးနှလုံးသွင်းမှန်ဖို့ယောနီတော့မနတိကာရဖြစ်ဖို့ဒါအစင်းပဲဒါလူဘေသူဘေဝါအဲ့လိုမဟုတ်ရဘူးလေအစင်းကလေးမတူတော့ဘူးဆိုရင်သိညက်ခန္ဓာတွေပြက်နေပြီပေါ့ဆောင်းစည်းအင်ကြီးအဲ့နေနိုးချာဆိုတာနိုးနိုးချာချာနဲ့နော်အဲ့နေနိုးချာအစာမကြီးဆိုတာအစာလေးမကြီးရဘူး ကိုကအစာကြီးတဲ့လူမဟုတ်ပေနဲ့အစာကြီးတဲ့လူရှိတယ်။ဟိုကကော်ဖီလေးတောက်လိုက်ရမှအာကော်ဖီတောက်ဖို့ဆိုရင်ရေနွေးတရားအောင်မယ်ရေနွေးတွေလိုသေးတယ်။အာတရားစခန်းတွေမှာဆိုရင်တချို့အဲ့လိုတွေးရတာပေါ့။အာရေနွေးတွေပြေးပြီးတော့လောရတယ်ဒီရောဒီရိတ်တာမှာရေနွေးတောင်မပေးဘူးလားဘာညာနဲ့ကိုကကော်ဖီတောက်တတ်တာကို ကော်ဖီတောက်တတ်တယ်ဆိုတာကအကုန်လုံးလေးတောက်တတ်ပါတယ်တောက်ရင်နော် ဖုံဖုံတို့လေးတောက်တဲ့တောက်ကိုတောက်ရင်အဲ့လိုမျိုးကိုကအချင်းတွေဘာတွေကိုဖျက်ထားမှာဖြစ်တယ်မလုံးဝဘူးတက်နိုင်သလောက်ရှောင်ရမှာဖြစ်တယ်နော်ဘာဖြစ်လို့ရှောင်ရတာလဲဆိုတော့ဒီလောက်စားရရင်ဒါခံထားရက်တွေနိုင်ပြီပေါ့တော်ပြီပေါ့မင်းကခိုင်တိုင်းကျွေးရအောင်ငါကြုံမှမဟုတ်တာခန္ဓာကခိုင်နေလေမင်းကော်ဖီတောက်လိုက်စမ်းမင်းဟိုဟာလေးလှုပ်လိုက်စမ်းဒီဟာလေးလှုပ်လိုက်စမ်းအကောင်တနာခိုင်းနေတာမင်းခိုင်းတိုင်းလုံရအောင်ငါကြုံမှမဟုတ်တာနော် ငါ normal မဟုတ်တာ ပြောမေးဆိုရင်အဲ့ဒါသိပေးနေရတယ်အဲ့လိုမျိုးကိုကပြန်ပြန်ပြီးတော့စိတ်နဲ့သိပေးတာဒါအစမကြီးတယောက်တည်းနေတယောက်တည်းနေတယ်ရမှာဖြစ်တယ်တယောက်တည်းနေတစိတ်တည်းထားမှာဖြစ်တယ်တယောက်တည်းနေအ